ဒီခလေးလေးတွေကိုမိသားစုပေါ့နော်ဒီရွာပေါ့နော်ဘာလဲခွင့်လုပေးကြပါပေါ့နော်အကျင့်မရှိပါဘူးပေါ့ဘာလို့ပေးမယ်လို့ပြောနေရဆိုကျွန်တော်တို့ရေကလေးစိတ်ဟောပြန်လာပြီးတော့လင်းရမရရဲ့အမကားလမ်းပေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရံဖြစ်လာပြီးတော့အမဒီကြီးမကြီးကိုမွေးကြည့်လို့ရှိပေးမယ်ဟာဆိုပြီးပါညာဆိုပြီးကျွန်တော်ပြောလိုက်မိကြီးသူကပေါ့နော်ဒီခလေးလေးကိုမကြည့်ရလို့ပေါ့နော်ဟုတ်ခုညီပေးမယ်ဆိုပြီးတော့သူကလောက်လိုက်တာကျွန်တော်ကလေးကိုလည်းလူ့ဘုံမှာလည်းမပေးနိုင်ဘူးကျွန်တော်မရှိလို့ကူညီတောင်းတယ်ပို့မွေလေးလေးပဲတောင်းတယ် ဒီကလေးအတွက်ညလုံးခွဲဖို့အတွက်ဆိုပြီးဦးမလင်းနဲ့တောင်းတယ်။ကလေးကကျမ်းမာရေးပေါ့နော်။ဒီအုပ်ခွဲစိတ်မဲ့ကျမ်းမာရေးကိုဟိုတူပေါ့နော်တာဝန်ယူပေးလိုက်မယ်နော်။ဒီကလေးတက်ရှင်းဖို့ပဲဒီကလေးပဲဝိုင်းကြည့်မယ်နော်။ဟုတ်ဘာမှမပူနဲ့ကျွန်တော်ကျွန်တော်အသေးခံပြီးကျွန်တော်ကုသပေးမယ်နော်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမတူရဲ့။ကြော်ကြော်ရောဘာမှပြောရတဲ့သိချွေးလူမရှိပါဘူး။ဒီကလေးညလုံးခွဲပြီးဒီကလေးကျမ်းမာရေးကြောင့်ဒီညလုံးခွဲဖို့အတွက်လူရှင်လေးပဲ။ ေါ်သေးချင်တာပါကျွန်တော်တို့ကကုတူအားပေါ့နော်ဒီခလေးလေးကိုမကြည့်ရလို့ပေါ့နော်ဟုတ်ခုညီပေးမယ်ဆိုပြီးတော့သူကလောက်လိုက်တာတတင်းလေးတွေ့လိုက်လို့ပေါ့နော်စိတ်မကောင်းတော့ခလေးမြင်ကုတူကမနေတတ်ဘူးလေအမှန်တိုင်းပြောတော့ဘယ်ခလေးမဆိုခလေးအရန်ချစ်တော့ကိုအသက်နဲ့တော့ကာကွယ်သွားမှာပေါ့နော်အဲ့အတော့ကိုဖုံးဆက်ပြီးကြောပြလိုက်တာပေါ့နော်တကယ်ရောင်းလာဆိုတော့အင်းဆိုတော့ပြန်လာပြေးမယ်လေဖုံးကုတူကဟိုတတိဆိုတော့စကားတစ်လုံးပဲအဲ့လိုပေါ့ဘိုက်ကနော်ဆိုတာအဲ့လိုကုတူတင်လိုက်တယ်ဆိုတာကုတူက ဗာနှုတ်တဲ့နှုတ်တလုံးနဲ့အတိပြူတာပေါ့နော်လိုကဟိုဒီခလေးကို20နဲ့ဘယ်လဲယူလိုက်မယ်ပေါ့နော်ယူပြီးတော့ရားတဲ့ပတ်စံလေးကိုစေကူတာပေးမယ်ပေါ့နော်အဲ့လိုကိုတက်မှတ်လိုက်တာပေါ့ဟိုဒီကခုနကတာသမီးကြီးအလှနေပေါ့နော်ကျွန်တော်ကြည့်ဘူးပေါ့နော်ဒီဒီခလေးလေးတနာလို့ဒါပေမဲ့ဟိုဘလို့ဖြစ်သွားမှန်းတော့မသိဒိုင်းပုံကပြောင်းပြန်နေလှန့်သွားတာပေါ့နော်တင်ရဆက်ပေးပြီးရောဗောနော်မိဘတွေကိုတင်ရဆက်ပေးပြီးရောဒီကလေးညကောင်ကိုခေါ်သွားပြီဆိုပြီးရောပုံစံမျိုးတစ်ချက်က ပြီးတော့ကြတယ်ချက်ကဘယ်လိုလဲဆိုဒီကလေးကိုပေါ့နော်ဖေမေရအမြင်မရပြီးတော့ပြန်လာခေါ်ไว้ဆိုပုံစံမျိုးတစ်ချက်အဲ့လိုမျိုးလေးရရောဒီဟိုသူ့ကိုမကျင်တယ်လို့ပြောတာမဟုတ်ပါဘူးဟိုကိုယ့်ရဲ့ကျေးဇူးရှိတယ်လဲမမပါဘူးကိုကြီးပုတုဆိုရလဲကျွန်တော်တို့ရဲ့ကျေးဇူးရှိကျွန်တော်တို့တစ်ခါကူညီဘူးပါပဲအဲပတ်သက်၄သိန်းခေါ်ပေးဘူးပါလေလိုင်းကန်းကရဲ့တန်ကလေးရွေးဖို့ဆိုပြီးတော့ကျွန်တော်ကူညီပေးဘူးတယ်အကျောင်းတွေတကယ်ကျေးဇူးရှင်ပါသူကလည်းဒါပဲမဲ့လို့လည်းအဲ့လိုမျိုးလေးလှုပ်လိုက်ခါကျတော့ကျွန်တော်မိသားစုပိုင်းဆိုင်ရာရတဲ့ကိုကြီးကကျွန်တော်တို့တော့ကဟို ဘယ်လိုပြောရမလဲဆိုတော့ချိန်မောင်းလက်ခံရတယ်ကျွန်တော်တို့အခုချိန်ညောမပြန်သေးပါဘူးအဲ့ဒါချင်းညက်ပါတယ်ကိုကိုယူချင်းညက်ပါတယ်သူလည်းဒီလိုမျိုးစေတနာမားတဲ့လုံမိတာလည်းရှင်းရှိမယ်လေဒီကလေးအတွက်လည်းစေတနာမမားဘူးလေအဲ့စေတနာအမှန်ပဲလေအင်းသိရလေစေတနာမားတဲ့ဒီလိုစေတနာပြောတဲ့ပြောမိတာတွေလည်းခွင့်ဟိုကျွန်တော်တို့ချင်းညက်ပါတယ်လို့ပြောတာအဲ့လိုမျိုးပြောချင်တယ်ကျွန်တော်စကားမပြောတတ်လို့ပါခွမဝယ်ဘဲနဲ့ဝယ်ရလို့ကိုကြီးကပြောထားတယ်ပြောထားတော့အဲ့ဒါဇွားလူတွေကတကယ်ကြီးချုံရတယ်ဇွားလူကတကယ်ကြီးလိုက်ရဆိုပြီးတော့ ဟိုတမီးတို့လည်းပြောဆိုတာအာမာတို့ပါဇက်နဲ့ပြောတာလေအာတမီးတို့ဟိုရောင်းမယ်လို့ပြောတာမဟုတ်ဘူးလေသိန်းနဲ့ဆန်နဲ့ပေးမယ်ဟိုယူမဲ့သူရှိရင်ပေးမယ်လို့ပဲတမီးတို့အဲ့လိုပဲပြောတာရောင်းမယ်လို့ပြောတာမဟုတ်ဘူးအဲ့နေ့ကလည်းပြောတဲ့မာတို့ကလေးအဲ့ဒါလမ်းပေးရောက်အောင်ဆိုလို့ဟုတ်ကဲ့ဟုတ်ကဲ့တမီးတို့ပြောရဆိုရလေလင်းမင်းကစကားမြန်လာဒီစကားကပြောပြတာဒီမှန်တကယ်တော့ကိုသားသမီးကိုမရောင်းနိုင်ဘူးပေးလားမပေးနိုင်ဘူးလေအဲ့လိုပေးမယ်လို့ပြောနေရတယ်ကျွန်တော်တို့ရင်ကလေးစိတ်ရောပြန်လာပြီးတော့လင်းရမရရဲ့အမှကားလမ်းပေးလျှောက်လာလျှောက်လာပြီးတော့လင်းမရရဲ့ရင်ဖြစ်လာပြီးတော့အမှဒီကြီးမကြီးကို မွေးကျင်လို့ရှိပေးမယ်ဟာဆိုပြီးဘာညာဆိုပြီးကျွန်တော်ပြောလိုက်မိရယ်ပေးမယ်လို့ပြောလိုက်တယ်အဲပြောလိုက်မိရယ်ပြောလိုက်ပြောလိုက်မိရောလင်းမရအဲ့မှလမ်းမှာအင်တာဗျူးမဲ့လူတွေလည်းတွေ့တော့အဲ့လိုမျိုးပြုလိုက်ရခါကျအဲ့လိုကျွန်တော်လည်းနှုတ်ကနေထွက်မိရယ်ဒါပေမဲ့ကျွန်တော်တို့ရင်ထဲပါလို့ပြောတာမဟုတ်ဘူးကျွန်တော်ကလေးကိုလည်းလူ့ဥမာလည်းမပေးနိုင်ဘူးကျွန်တော်တို့မရှိလို့ကုညီတောင်းတယ်ပို့မွေလေးလေးပဲတောင်းတယ်ဒီကလေးအတွက်နှလုံးခွဲဖို့အတွက်ဆိုပြီးပို့မွေလေးလေးပဲတောင်းတယ်ဒါဗီဒီယိုဖိုင်ဗီဒီယိုဖိုင်တခုတက်လာတာဟုတ်တက်လာတဲ့အချိန်မှာဘုဒ္ဓကဒီကလေးလေးကိုဗလဲ ဝယ်လိုက်ပြီးပြောတာပေါ့နော်ခုတူကလည်းစကားပြောရင်လေဟိုအများနဲ့အလုပ်လုပ်ရဆိုတော့လေဟိုဒီခလေးလေးကိုကယ်ဖို့ကယ်ဖို့ဆိုတော့อืมယောဂကိုဆေးကုပေးဖို့ကိုပြဒီပဆက်ရတဲ့ပဆက်ကိုဆေးကုပေးမှလေဆေးကုပြီးဒါမိဘပေါ်မိဘကိုပြန်အပ်မှမိဘမွေးနိုင်လားမမွေးနိုင်စောက်စောက်နိုင်လားမစောက်စောက်နိုင်တကယ်ခလေးလိုအပ်တဲ့လူတွေတယောက်ဘလူလိုအပ်တဲ့တကယ်စစ်မှန်တဲ့လူထည့်ပြီးမှလေအာကျွန်တော်မြင်တာစောက်စောက်နိုင်လဲမွေးလဲမွေးနိုင်လားအဲစောက်စောက်နိုင်လဲမွေးနိုင်လဲဆိုရင်အဲ ။ဘာဖြစ်ကျင်တာလဲ။ကုတုပြောပြ။ကျွန်တော်ကခလေးချစ်တဲ့လူဆိုတော့လေ။ဟုတ်ပါ။ဒါပေမဲ့ဟိုပါခလေးမြင်ကဲရမှကျင်တဲ့ဒါနှလုံးသားကဲတာနော်။ဟုတ်ကဲ့ပါ။ပေါ်ရင်တခုမှမပေါအောင်နော်။ဟုတ်ကဲ့ပါ။ကျွန်တော်ဘက်မှာပေါ်ရင်ဆိုတာမရှိဘူး။ဒါကုတုကဒီဝေလိုက်ပြီဆိုတဲ့ဗီဒီယိုတင်လိုက်တယ်ပေါ့နော်။အဲအဲ့ဒါလေးနဲ့ပတ်သက်ပြီးကုတုဖြည့်ရှင်းပေးပါအောင်။ကုတုကစေးကုပေးမယ်ဆိုပြီးတော့ပေါ့နော်။ဒီဝယ်မိတယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်။တကယ်တော့မဝယ်ဘူးပေါ့။တကယ်တော့မွေခလေးလေးစိတ်ခုပြီဆိုပေါ့နော်ကျွန်တော်ကဘာဖြစ်မှန်းဒီဖြစ်သေးမှားသည်ဖြစ်သေးကျွန်တော်တော့တောင်းပန်တယ်ပေါ့နော်တောင်းပန်တယ်လူသား ရပါတယ်ကျင်းနေပါတယ်အဲ့လိုမျိုးလေးဖြည့်ရှိပြီးရဲ့အတွက်လည်းကျွန်တော်တို့တကယ်လည်းမဟုတ်တဲ့ဆိုရဲအကြောင်းလေးဒီလိုမျိုး online ပေါ်မှာပြန်ပြနေရတဲ့အတွက်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ကိုဘူတူကိုလည်းတကယ်ပါဒါဖြစ်လို့ဆိုတော့ဒီကျွန်တော်တို့ကလည်းဒီကလေးအတွက်ပဲကူညီတောင်းခဲ့တာကြီးပဲရှိတယ်ကျွန်တော်တို့အတွက်အကိုကြီးရှိရလဲကျွန်တော်တို့ပတ်သက်လိုချင်လို့ဆိုပြီးတော့ကျွန်တော်တောင်းတာတော့တခုမှမရှိဘူးလေညီလေးတို့ကဒီကလေးအတွက်ဆိုပြီးတော့ကူညီတောင်းခဲ့တာလည်းရှိတယ်ကိုကြီးတန်းငန်းငါးဘွေဆိုင်ကလေးကြီးဘွေဆိုကိုလှုပ်ပေးလိုက်တယ်လေးသိန်းပကြိုရိုက်ထားလိုက်တယ်အဲလွန်ခဲ့တဲ့နှစ်လလောက်ကကြာတဲ့ပကြိုကိုကိုရအဲ့လိုမျိုးတင်လိုက်ရခါကျတော့ဒီလိုတော့ကြာမကောင်းတော့ဘူး အဲ့လို तू ကအရင်တော့အလူရှင်ရှိရဒီလိုဗီဒီယိုဖိုင်တင်လိုက်တဲ့ခါကျတော့ဒီအလူရှင်ကမရှိတော့ဘူးပေါ့ဝင်သွားပြီဆိုပြီးတော့ဗီဒီယိုရက်တက်လာတော့လေတလက်တက်လာဒီလူမဲ့အလူရှင်ကမရှိတော့ဘူးခလေးရဲ့ကျမ်းမာကြီးပေါ့နော်ဒီအုတ်ခွဲစိတ်မဲ့ကျမ်းမာကြီးကိုဟုတ်တူပေါ့နော်တာဝန်ယူပေးလိုက်မယ်နော်စေကန်ကဘာမှပြတာလဲရန်ကင်းဩရန်ကင်းမှာရတယ်စေဦးကြီးမှာဆိုရင်ရတယ်ဟုတ်ကဲ့ပုံမှန်ကူညီပေးမယ်တဲ့နော်အဲ့ဒါမှလေးတို့ရောအဆင်ပြေနိုင်လားဟုတ်ကဲ့အဆင်ပြေနိုင်ပါတယ်ဒီခလေးလေးတွေကိုမိသားစုပေါ့နော်ဒီရွာပေါ့နော် ဘာလဲခွင့်လုပ်ပေးကြပါပေါ့နော်အပြစ်မရှိပါဘူးပေါ့ကျေးဇူးနဲ့အများကြီးကျေးမာတယ်ကိုကိုကျူတကယ်ကျေးဇူးအများကြီးကျေးမာတယ်ကျွန်တော်တို့ပေါ်လဲကျေးဇူးအများကြီးရှိခဲ့ဘူးပါကျွန်တော်ဒုက္ခရောက်တော့လဲခေါ်ပြီးတော့ကျေးဇူးလုပ်ပေးဘူးပါကျွန်တော်တို့ကျေးဇူးလည်းအများကြီးတင်ပါတယ်ဟောကိုကျူလည်းကျေးဇူးတင်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုဒုက္ခရောက်နေချိန်မှာကိုရက်ကူညီဘူးတဲ့ အခုလဲဟိုခလေးနှလုံးခံရမယ်ဆိုပြီးတော့ကိုရကြားရဝင်ကူညီတာဝင်ကူညီတာအောက်ကလူတွေကမတိပန်းနဲ့ခလေးစေတနာအမှားတွေသူကကြားပြီးတော့ဟိုခလေးဝယ်လိုက်တယ်ပြီးလိုက်တယ်ရောင်းလိုက်လားဆိုပြီးတော့အဲ့လိုတွေရေးညာရေးပြောချင်တယ်ပြောအဲ့မပြောကြပါနဲ့ပေါ့နော်အဓိကဒီခလေးအသက်ရှင်မှုပဲနော်ဟုတ်ကဲ့နော်မနော်ဟုတ်ကဲ့ဒီခလေးအသက်ရှင်မှုပဲဒီခလေးပဲဝိုင်းကြည့်မယ်နော်ဟုတ်ဘာမှမပူနဲ့ကျွန်တော်ကျွန်တော်အသေးခံပြီးကျွန်တော်ကုသပေးမယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုမူကြီးပဲ